ောက်ပြီးအဲ့ဒါလို့တန်ခါနာကိစ္စတွေပြီးတဲ့အခါကျတော့ရှင်အန္ဒလာကမြတ်စွာဘုရားမှားသွားတဲ့စကားလေးတွေကိုတန်ခါပြိတ္တမှာရှောက်တယ်မှားသွားတဲ့အချက်ကလေးတွေပြိဋိဘမဆန်ခင်မြတ်စွာဘုရားရှင်အန္ဒနာကိုမှားသွားတာအနိမ့်နဘာမှားသွားတော့ဆိုနံပါတ်၁ကငါမရှိတဲ့နောက်မှာတဲ့အသေးဖွဲဥပရေဝိနည်းစည်းကမ်းလေးတွေ အသေးဖွဲဝီနိစကံလေးတွေတန်ဃာကနှုတ်ပယ်ခြင်းနဲ့ဆိုရင်နှုတ်ပယ်ခွင့်ရှိတယ်လို့ဆိုတာပါအဲ့ဒါလို့မှားတဲ့အခါတန်ဃာတွေကမေးတယ်ဟုတ်ပြီအရှင်အနန္ဒာရသော်ဘုရားကခုတ်တအနုခုတ်တကအသေးဖွဲတွေနှုတ်ပယ်လို့ရတယ်ဆိုတော့ဘယ်ဟာက အသေးဖွဲလဲဘယ်ဟာကအကြီးလဲလို့စဉ်းစားကြတဲ့အခါမှာ တပါးတစ်မျိုးစီပြောနေကြတော့မသေးချောင်ဘယ်ဟာအသေးဖွဲတော့ဘယ်ဟာကိုနှုတ်ပယ်လို့ရလဲဘယ်ဟာကအကြီးတဲပါမလဲဆိုတာစဉ်းစားလို့မရတဲ့အခါကျတော့တန်ခါးတွေအားလုံးကသဘောတူရှင်မာကသဘာကဆုံးဖြတ်လိုက်တယ်။ယဟန်တန်ခါးတွေကျင့်နေတဲ့ကျင့်ဝတ်တွေဟိုးတဲ့လူ့ကြောင့်တွေလည်းနားလည်နေတယ်။အဲ့ဒါကြောင့်မို့လို့ဘာမှတို့မနှုတ်ပယ်တော့ဘူး။ဖခင်လက်ထက်ကအတိုင်းပဲကျင့်တော့မယ်။ဘယ်သိက္ခာပုဂ္ဂိုလ်မှမလျှော့ဘူးလို့ဆိုတာကိုချိန်ညှချက်ထုတ်လိုက်တယ်။ အဲ့ဒီနေရာမှာရှင်အနန္ဒာကိုဒီတန်ခါနာပြီးတဲ့အခါမှာတန်ခါတွေကအပြစ်တင်ကြတယ်ရှင်အနန္ဒာကရှင်ဘုရားမြတ်စွာဘုရားကခေါရလူခေါရကသိက္ခာဗုဒ္ဓေကိုဒီအသေးခွဲတွေကိုရုပ်သိမ်းနိုင်တယ်လို့ပြောသွားတော့ဘယ်ဟာအသေးခွဲတုံးလို့ဘာဖြစ်လို့မမေးတာတုံးအဲ့ဒီမမေးတာဟာကိုရောရဲ့ချုံရင်းချက်ပဲဒါပြစ်ချက်တစ်ခုလို့လက်ခံရမယ်ပေါ့ ပြောတဲ့အခါရှန္ဒနာကတပည့်တော်ဗျာတဲ့အဲ့ဒီအချိန်မှာတောကတွေအလွန်ဖြစ်နေပြီအတွက်ကြောင့်မမေးမိတာပါရသော်ဗျာပြိဋိဘံစံဃာနိဆဲဆဲဆိုတော့စိတ်ဆင်းရဲနေတဲ့အချိန်မှုတပည့်တော်ဗာမေးရမှမသိလိုက်လို့တပည့်တော်အနေနဲ့ချွတ်ချွင်းချက်လို့တော့မချင်ပါဘူးဒါပေမဲ့အရှင်ဗျာတို့အပေါ်မှာယုံကြည်လို့တပည့်တော်အပြစ်ပါလို့ဝန်ခံလိုက်တယ်နောက်တစ်ခါပြစ်ချက်တစ်ခုထပ်ပြီးတော့ပြောကြတယ် မြတ်စွာဘုရားမိုးရိပ်တင်မိုးရိပ်ကံတင်ကမိုးတွင်မှဝတ်တဲ့တင်ကအဲ့ဒါချုပ်တုံးကကိုရောဘုရားတင်ကမို့တက်နင်းချုပ်တယ်မို့လားအဲ့ဒါကိုရောမယုံမသိလောက်တာကိုရောဒါမလဲမှားယွင်းချက်ပဲလို့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်မယုံမသိလောက်တာမဟုတ်ပါဘူးတဲ့တင်ကန်းချုပ်တဲ့အခါမှာအလွန်ကောင်းမွန်အောင်တပည့်တော်ကြိုးစားပြီးတော့လောက်တာဖြစ်တော့ကြောင်းတပည့်တော်မယုံသိလို့လောက်တာမဟုတ်သည့်အတွက်ကြောင့်ဒါလည်းတပည့်တော်ပြစ်မှုလို့မထင်ပါဘူးသို့သောအရှင်ဘုရားတို့က ြစ်မှုလို့တန်ပါရင်လေတပည့်တော်လက်ခံပါတယ်။ရှန္ဒနာလိမ္မာပန်းနတ်စွာဒီလိုပဲရှောက်တာเนาะ။နောက်တတိယအနေနဲ့ရှန္ဒနာကိုပြစ်တင်မှုတခုပေါ်လာပြန်တယ်။ဘာလို့ဆိုရင်မြတ်စွာဘုရားပြိဋိဘံဆံသွားတော့ငါတဲ့။ဘုရားရဲ့ရုပ်အလောင်းရုပ်ကလတ်တော်ကိုညမှာမန္လမင်းကမန္လတိုင်းသူတိုင်းသားတွေလာပြီးတော့ဖူးတဲ့အခါမှာ ိုတော့အမျိုးသမီးတွေကိုဦးစားပေးပြီးတော့အရင်ဖူးခိုင်းတယ်အဲ့ဒီအမျိုးသမီးတွေကဘုရားရဲ့ရုပ်ကလတ်တော်ကိုခေါင်းတိုက်တိုက်ပြီးတော့ငိုကြွေးတဲ့အခါမှာသူတို့မျက်ရည်တွေဟာရုပ်ကလတ်ပေါ်မှာကျကုန်တယ်အဲ့ဒါကိုတော့အပြစ်ပဲဆိုတော့ရှင်ဘုရားတဲ့အမျိုးသမီးတွေကိုတပည့်တော်ဦးစားပေးတာအကြောင်းရှိပါတယ်မိုးချုပ်သွားလို့ရှင်အမျိုးသမီးတွေမတော်ဘူးဒါကြောင့်မို့လို့သူတို့ကိုရှေ့ကနေပြီးတော့ဦးစားပေးလိုက်တာပါအချင်း မတော်ဖြစ်မှာဆိုလို့သူတို့ရှေးဥစွာဥစားပေးပြီးအခွင့်အရေးပေးလိုက်တာပါဒါကိုတပည့်တော်ပြစ်မှုလို့မယူဆပါဘူးလို့သို့တော်ရှင်ပြားတို့ကပြစ်တင်လို့ရှင်တပည့်တော်ပြစ်မှုလို့ပဲခံယူပါတယ်လို့ဟောရှန္နနာအထည်လို့ဖြေတယ်